အားလုံးပဲမင်္ဂလာပါနောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ပွဲစုံရဲ့ Facebook နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ရဲ့နောက်ဆုံးရကမ္ဘာဘောလုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးသတင်းတွေကတော့ United ရဲ့ကွန်းတဲ့တိုက်စစ်ကစားသမားမေဆင်မောင်းဟာ United ကနေဒီရာဒီမှာထွက်ခွာသွားဖို့မရှိသေးရပါဒီကစားသမားကသူ့ရဲ့ကြံ့ခိုင်မှုအတွက်အထူးအာရုံစိုက်ရှင်နေပြီ ဒါမဲ့ယာတီဂျူခြေစမ်းမမတိုင်ခင်အကောင်းဆုံးဖြစ်ဖို့ ਨੇ တရားဒီလုံးမှာရူဘင်အမွေရဲ့အသင်းမှာခြေစမ်းကောင်းတွေပြသနိုင်မှုအတွက်ကြိုးစားသွားခြင်းတွေလို့လည်းသိရပါတယ်။ဒုတိယသတင်းတပုတ်အမည်နဲ့ကတော့အင်တာမီလန်အသင်းဟာရူမာအသင်းရဲ့ဘယ်နောက်ခံကစားသမားတအုပ်ဖြစ်တဲ့နီကိုလာဇလူးစကီအတွက်ခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိသွားခဲ့တာပါ။ဒီအသက်23နှစ်အရွယ်ပိုလန်ကစားသမားလေးအတွက်အင်တာမီလန်အသင်းဟာစုစုပေါင်းပေါင်6တန်းနဲ့ခေါ်ယူနိုင်ခဲ့ရတယ်ဖြစ်ပါတယ်။ဒီကစားသမားလေးရဲ့လက်ရှိမတ်ကပ်ပေါက်ကြီးဟာပေါင်12တန်းထိရှိနေပြီးတဝက်လောက်နဲ့ဇီးတန်တန်လေးရလိုက်တဲ့အပြောင်းအရွှေ့တစ်ခုလည်းဖြစ်ပါတယ်။ နောက်ထပ်အပြောင်းရွှေ့ဒီထဲမှာအန်ဘူမိုအတွက် United ထပ်မံကမ်းလှမ်းလာတဲ့သတင်းတစ်ပုဒ်ပါ United ဟာဒီကစားသမားအတွက်အရခေါ်ယူဖို့တော်တော်လေးကြိုးပမ်းလာတာပါပြီးခဲ့တဲ့တပတ်ကကမ်းလှမ်းမှုတွေမှာ Brentford ကပယ်ချခဲ့ပြီးနောက်ပေါင်တန်း60ဆွန်းဆွန်းနဲ့ထပ်မံကမ်းလှမ်းလိုက်တာလည်းဖြစ်ပါတယ် Brentford လူချင်းတွေရဲ့ပမာဏနဲ့တော်တော်လေးညှိကနေပြီမလို့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာပါ Stoke မြောက်သတင်းတစ်ပုဒ်အနည်းငယ်ကတော့မနေ့ညနေခင်းပိုင်းမှာတက်လာခဲ့တဲ့ Barcelona ရဲ့ Copenhagen ကစားသမား Rooney Bashji ကိုကြိုးပမ်းနေမှုပါဒီအပြောင်းအရွှေ့ကတော့အခုမှနောက်ပိုင်းမှာပဲစကားရအလုံးစုံသဘောတူညီမှုရရှိသွားခဲ့ပြီလေဖြစ်ပါတယ် နောက်တစ်ပတ်အပြင်မှာအပိသက်ခေါ်ယူမှုတွေပြုလုပ်သွားမှာဖြစ်ပြီးတော့ဘာကာဒီလူငယ်ကစားသမားလေးအတွက်ပေါင်2တန်းနဲ့အဲ့ရွန်ဘောနပ်စ်ကြီးလည်းထည့်ပေးသွားခဲ့ပါတယ်။ဆေးရုံကလော့စ်ကိုလည်းကိုပင်ဟင်ကင်အသင်းအတွက်ထည့်ပေးသွားခဲ့ပြီးနှိရှိစာချုပ်ချုပ်ဆိုသွားမယ်လို့လည်းပေါ်ဗီစီကရပုတ်ထားပါတယ်။နောက်ဆုံးသတင်းတပုတ်အနေနဲ့ကတော့လီဗာပူးအသင်းဟာပြီးခဲ့တဲ့ရက်ပိုင်းကမှသဘောတူညီမှုရရှိထားခဲ့တဲ့ဘိုးမောက်အသင်းကလူငယ်ကစားသမားလေးတဦးဖြစ်တဲ့ကာကတ်စ်နဲ့စစ်စစ်မှုတွေတရားဝင်ပြုလုပ်နေပြီပဲဖြစ်တာပါ။ဒီအပြောင်းအရွှေ့မှာလီဗာပူးကဘိုးမောက်ကျယ်ပွင့်ကစားသမားလေးအတွက်ပေါင်တန်း၄၀အထိပေးချေခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီနေ့ရဲ့နောက်ဆုံးရကမ္ဘာပေါ်လုံးသတင်းတွေကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ